စံကြီးကသူအရေးပေါ်ကိစ္စတခုပေါ်လာလို့ဆိုပြီးနောက်မှလိုက်လာမယ်လို့ဆိုတာထွက်သွားပါတော့ယ်။စံကြီးမှလည်းအကြံတခုတော့ရှိမှာမလို့ဂျင်ဘဲကတိုးတိုးလဲကြိုပြီးတော့တွားကြမယ်လို့ဆိုပါယ်။သူတို့နဲ့စံကြီးကဒုက္ခရောက်နေတဲ့ကောင်မလေးစီရောက်တော့ဒေါသကြီးပို့ချွတ်လာပြီးတားဖို့လုပ်ပါတော့ယ်။ ဒါပေမဲ့ဒါထောင်ချောက်တစ်ခုဆိုတာကိုစံကြီးတတိမထားမိတာမဟုတ်လို့အစော်လဲခံလိုက်ရတယ်လို့ချုပ်လဲခံလိုက်ရပါတော့။စံကြီးရဲ့ပိုစတာကိုကြည့်ပြီးတငယ်ချင်းဖြစ်သူဇိုးနဲ့တော့ရှင်ပြိုင်နေတော့မှာပဲလို့ထိုမျိုးသမီးကပြောတဲ့အခါစံကြီးလည်းသူ့ကိုအခုလှုပ်ပေးရင်ခွင့်လွှတ်ပေးမယ်လို့ဆိုပါရဲ့။နင်းသွားရင်စစ်ပွဲကပိုဖြစ်လိမ့်မယ်လို့မာရီယာကပြောတော့စံကြီးလည်းမင်းတို့နဲ့မတိုက်ခိုက်ချင်ဘူးလို့ပြန်ပြောလိုက်ပါရဲ့။ဒီနေရာကပြောစရာကောင်းတာမဟုတ်လို့မစော့ချင်ဘူးလားလို့မာရီယာကမေးလိုက်ပြီးတော့နှင်းကြတဲ့ညတဲ့ချင်းကိုစတင်တီးခဲ့ပါတော့။ စံကြီးကလည်းသူသွေးချင်တာလေရှောက်သွေးနေလို့ဒီနေရာကငရေပြီဆိုတာကိုစိတ်နှလုံးသွင်းနေရပါရဲ့ဒါပေမဲ့ဒီမှာရှိနေတဲ့သူတွေကမိန်းကလေးတွေစော်ကစားခံရတဲ့သူတွေပဲမလို့မြင်သွားပြီလားလို့မာဗီယာကပြောတဲ့အခါစံကြီးတဲ့ငရေပြီလားနတ်ပြီလားဆိုတာကိုပြန်တွေးနေပြီးစိတ်ပြန်ကက်ခါသူ့ကိုစောင့်နေရဲ့တငယ်ချင်းတွေရှိနေတာမလို့ကြိုးတာအမြန်ဖြီးပေးဖို့ပြောလိုက်ပါရဲ့အပြောဆိုတဲ့ကောင်လေးတွေကိုသဘောကျပြီးငါ့ကိုချစ်လားလို့မာဗီယာကမေးတဲ့အခါစံကြီးရဲ့ဗီဇာကလည်းပြင်မရတာနဲ့အရန်ချစ်တယ်လို့ပြန်ဖြေလိုက်ပါရဲ့ ဖက်ကလူပီတို့ကိုလည်း BioWire ကစောင့်ကြည့်နေပြီးကင်းကိုအကုန်တင်ပြနေခဲ့ပါတယ်။ Spine Flu စားထားတဲ့ Mr. Ka နဲ့ဖုတ်ကာကိုလည်းအဖွဲသားတွေကဒီဘက်ကိုရှော့ဟက် UDB လာနေကြောင်းပြောပြလိုက်ပါတယ်။သူ့ကိုအနိုင်ယူနိုင်လိုက်ရင်နမေရော1.5ဘီလီယံကိုရရနိုင်လိမ့်မယ်လို့ဖုတ်ကာကဆိုပါတယ်။လူပီတွားနေတဲ့လမ်းမှာဦးတော်ကထောင်သားတွေနဲ့တွေ့ပြီးစတုထဓာတ်ကိုတတ်နိုင်မယ်လေကားကိုပြလိုက်ပါတယ်။ ဘေးဘက်လန်ကရှန်ယွန်တွေကြီးပဲလို့ထောင်သားကပြောတော့လူဗီလဲကျေးဇူးတင်ကြောင်းပြောပြီးလှေကားကတက်သွားတဲ့အခါပိုကာဒိုစီကိုရှောက်မလာတော့ပါဘူးတဖက်မှာလည်းခရမ်မွန်ကအတော်လေးခံထားရရင်ပဲပြန်ချလာပြီးဝါလုံးတိုင်းပြည်ရဲ့နေထွက်ချိန်ကိုရောက်လာစေရမယ်လို့ဆိုပါတယ်တဖက်ကချော်ပါကလည်းသူကဆရာဝင်တယောက်မှလို့ရန်သူရောမဟာမိတ်တွေရောအားလုံးကိုကယ်တင်ပေးပါမလို့ဒီလူမဆန်တဲ့သူစီမှာအသက်မခံပဲအသက်ရှင်ကြဖို့အော်ပြလိုက်ပါတယ်ကွင်းကလည်းသူ့ရဲ့ဂိမ်းကိုအဆုံးသတ်ဖို့ကြိုးစားနေတာလို့ပြောနေတော့ဇိုလန်းခုတ်တာခံလိုက်ရပါတော့ရဲ့ ။ဆိုကသူဟာတလို့ပြင်းမှုကောင်းတဲ့ဂိမ်းကိုစော့ဖို့ဒီကျုံးကိုလာခဲ့တာမဟုတ်ဘဲကပတ်အင်အားအကြီးဆုံးဆိုတဲ့ခိုင်နှုတ်ကိုခုတ်ဖြတ်ဖို့လာတာလို့ဩပြလိုက်ပါရဲ့။အဲ့ဒီချိန်ရှုပ်တရက်ကြီးပဝင်းချင်းကတုံလှုပ်လာတော့တစ်ဖက်ကနာမီတို့နဲ့လူဖီတို့ကလည်းထူးဆန်းလို့နေခဲ့ပါရဲ့။တစ်ဖက်က Hat Pirate တွေကလည်းကန်ကတ်လို့မရဖြစ်နေကြပြီးမာရီယာကလည်းစိတ်လောတဲ့သူပဲလို့ပြောနေခဲ့ပါရဲ့။အိုနီကာရှီမာကထူးဆန်းနေလို့လော်ယောအစင်ပြေရဲ့လာလို့ Hat Pirate တွေကဆိုပါရဲ့။တဖက်ကရှာမတူကသူမကောင်းတဲ့ခံစားချက်တွေရနေလို့မမို့ကိုဒီကျွန်းကနေအရင်ထွက်လို့ရအောင်လုပ်ပေးနေခဲ့ပါတယ်။ ခဏကြာတုံလုံးမှုကရက်သွားတော့ Robin Brook ကသူတို့လဲ Kiku ရဲ့လက်ကိုမြင်လိုက်တယ်လို့ဇိုးကိုပြလိုက်ပါတယ်။ နောက်ကျနေပြီမလို့ပြန်သွားလို့ရရင်ကောင်းသားလို့ဇိုကပြောနေတော့မာကိုကရောက်လာပြီးအဓိကတက်ဖြစ်တဲ့မင်းတို့ကဘာလို့ဒီအထက်မှာရှိနေရလဲလို့မေးလိုက်ပါတယ်။ဇိုကတူတူလဲဒါကိုမျှော်လင့်နေရမဟုတ်ဘူးလို့ပြန်ဖြေတော့မာကိုကသူ့ဖာကူညီပေးရအောင်မလဲလို့မေးလိုက်ပါတယ်။တစ်ဖက်ကရှာမာတို့ကလည်းစိတ်ကန်းကိုရောက်လာပေမဲ့တင်မော်ရောပင်လေကြီးကရှေ့မနေတော့တာကိုမြင်လိုက်ရပြီးသူတို့တွေနောက်ကျသွားပြီလို့ဆိုပါတယ်။ခုနကတုံ့တော့မှုကဂျာလာလို့ရှာမာတို့ကပြောတော့မမို့လဲဘာဖြစ်နေရလဲလို့ပြန်မေးလိုက်ပါတယ်။ နဂါကမိသိမ့်ကိုဖန်တီးပြီးကောင်းကင်ကိုပြန်တယ်ပြောရရင်အခုကခိုင်တို့ဟာအိုနီဂါရှိမာကိုပြန်တန်းအောင်လုပ်နေပြီးဒီအတိုင်းပန်မျိုးတော်စီကျွန်းကိုပို့ဆောင်ဖို့လုပ်နေတယ်လို့ရှမတ်တို့ကရှင်းပြလိုက်ပါတယ်။အိုနီဂါရှိမာအတစ်ကပေတသမျှရဲ့ခံတပ်ဖြစ်လာရမယ်။အင်အားနဲ့အုပ်စိုးတဲ့ကဘာကိုစတင်မယ်လို့ခိုင်တို့ကဆိုပါတယ်။ကျွန်းကလေဘော်တက်နေတာဖြစ်နိုင်လို့လားလို့မမိုကလည်းမေးနေပြီးတော့ရှမတ်တို့ကလည်းသူ့ရဲ့အဖေကိုဒေါသအရန်ထွက်နေပါပဲ။တစ်ဖက်မှာလည်းကွင်းကမာကုတ်ကိုမြင်တော့အရန်အံ့ဩနေပြီးတော့မာကုတ်ကလည်းဒီမှာဖြစ်နေတဲ့အခြေအနေတွေကိုမြင်သွားခဲ့ရပါတယ်။ တပတ်ကချော့ပါကလည်းခနာကိုကိုနှွေးထွေးအောင်လုပ်မယ်ဆိုရင် virus ကရှက်တန့်သွားလိမ့်မယ်ဆိုတဲ့အကြောင်းကိုပြောပြပေးနေခဲ့ပါတယ်။ဖြည့်စိကအများကြီးလုပ်ရမှာမလို့ချော့ပါလည်းမီးနဲ့ခနာထိန်းထားကြအောင်လို့ပြောနေတော့မာကိုက finish ရဲ့မီးကိုတုံးပေးလိုက်ပါတယ်။ချော့ပါကပူတယ်ကြီးပဲလှိမ့်အောင်နေလို့ zone နဲ့ brook ကလည်းမဟာမင်းမဟုတ်ဘူးလားဆိုပြီးတော့မာကိုကိုတိုက်ခိုက်ပါတော့။ပူတယ်လို့ခဏလောက်អော်ပြီးမှပူတာမဟုတ်အေးတာလည်းမဟုတ်ပဲတာမန်အနှွေးတက်လေလို့ဆိုတာချော့ပါလည်းနားလေသွားခဲ့ရပါရဲ့ အဲ့ဒီချိန်ထရစ်စတန်နဲ့မီယာကီကရောက်လာပြီးဖြည့်ဆည်းလုပ်ဖို့အစင်းင်းဖြစ်ပြီဆိုတဲ့အကြောင်းကိုချော်ပါကိုလာပြောနေတော့ကူးဆက်ခံရတော့မယ့်အချိန်မာကိုက Phoenix Fire ဘဲကိုတုံးလိုက်ပါတယ်။ချော်ပါလည်းမာကိုကိုကျေးဇူးတင်တဲ့စကားပြောပြီးဒီမီရဲ့ကျေးဇူးကြောင့် Virus ကိုတားဆီးနိုင်ပြီလို့ဆိုပါတယ်။ကြီးမားတဲ့ကိစ္စမဟုတ်ဘဲနဲ့အချိန်ဆွဲပေးထားရုံပဲလို့မာကိုကပြန်ပြောလိုက်ပါတယ်။ဒီတိုင်းဆိုချော်ပါကသူ့စိတ်အေးအေးနဲ့ဖြည့်ဆည်းလုပ်နိုင်တယ်ဆိုပြီးမတွားခင်ရန်သူရောမဟာမိတ်အတွက်ကဖြည့်ဆည်းလုပ်ပေးမှာမလို့တိုက်ခိုက်တာကိုခဏလေးပဲရပ်ဖို့မှားလိုက်ပြီးအသေးချဖို့အားလုံးကိုကယ်တင်ပေးမယ်လို့ဆိုပါတယ်။ ဒါကိုကွင်းကလည်းဒေါ်တာတွေထွက်ပြီးမလိုအပ်တာတွေကိုလုပ်တယ်ဆိုပြီးဖွဲ့သားတွေကိုလည်းရကွန်ရဲ့အားလုံးကိုကင်မယ်ဆိုတဲ့ဇကားကိုရှုံနေရလားလို့ပြောလိုက်ပါရဲ့မတွေ့ဝေပဲအသက်ရှင်ချင်ရင်သူ့စီကဖြည့်စည်းကိုလူယူပြီးသူ့ကိုတတ်အဲ့လိုမှမဟုတ်ရင်ငါကိုယ်တိုင်မင်းတို့ကိုတတ်ပြစ်မယ်လို့ကွင်းကထပ်ပြောလိုက်ပါရဲ့ရောဘင်ကသူတို့တွေပြောအပ်ခဲ့တဲ့သူတွေကိုဒါစီရမှာမလို့ဖြည့်စည်းတာအာယုံစိုက်ဖို့ချက်ပေါက်ကိုပြောလိုက်ပါရဲ့ မာကောကဇိုးကိုလမ်းခေါ်လိုက်ပြီးခိုင်နိုစီသွားမယ်ဆိုရင် तू ပြန်တန်းပြီးတော့ live ပို့ပေးမှာမလို့မင်းတို့ကငါပြောကိုပဲတက်ခိုက်ရင်လည်းသူမျိုးတွေတော့မဟုတ်ဘူးမလားလို့ပြောလိုက်ပါတယ်။ Brook ကသူတို့တွေချော်ဘက်ကိုကာကွယ်ပေးရအောင်မယ်လို့ပြောတဲ့အခါ Hyukyo ကသူတို့ကာကွယ်ပေးမှာမလို့စိတ်ဝင်ဖို့ပြောလိုက်ပါတယ်။အဲ့ဒါချင်းအပူးကလည်းပြန်ချလာပြီးဖြေဆေးကိုပြန်ပေးဆိုကအဲ့ဒါဒါမရရင်သူ့ဘဝကလည်းအဆုံးသတ်သွားလိုက်မယ်လို့ဆိုပါတယ်။အပူကိုဇိုတို့ကအမြန်ရှင်းဖို့လုပ်နေတဲ့အချိန်ဒွေးကအရင်ဝင်ပါလိုက်တော့ကွင်းလဲဒေါတာရဲ့ရန်ထွက်နေပါတော့။ချော်ဘတ်ကလည်းစေးဖို့တာကိုအမြန်စဖို့လုပ်နေခဲ့ပါရဲ့ ကျွေးကသူ့ကိုမဟာမိတ်ဖြစ်သတ်မှတ်ရင်ဒီနေရာကိုသူ့တော်ဝင်ချပြီးဇိုးကအပေါ်ကိုဆက်သွားဖို့ပြောလိုက်ပါရဲ့စတုတ္ထတက်ကိုရှောက်လာတဲ့လူဖီကလည်းစံကြီးဘမဘာဝေလုံးနေရလဲလို့ပြောနေခဲ့ပါရဲ့တတိယတက်မှာရန်သူကိုအာယုံခံမိထားပြီးတားဆီးနေတာလည်းဖြစ်နိုင်တယ်လို့ချင်းဘက်ကဆိုပါရဲ့ဒီလိုနဲ့အရှိကိုဆက်လာရှင်လူဖီတို့ကအဝိုင်းခံလိုက်ရတော့ချင်းဘက်လည်းကြည့်ရတာဒီမှာတယောက်နေခဲ့ရမယ်ထင်တယ်လို့ဆိုပါရဲ့လူဖီကတူတူအရက်ခွက်တိုက်ရမှာကိုမမေ့နဲ့အောင်လို့ပြောပြီးထွက်သွားပါတော့ရဲ့အဲ့ဒီချိန်ထူးဆန်းတဲ့အရာတစ်ခုကအရင်ဝါလို့ဆိုတာဟန်ပြတတ်တော့မဟုတ်ဘူးပဲလို့ချင်းဘက်ကိုပြောလိုက်ပါရဲ့ တဖက်မှာလည်းဖရန်ကီကဆာဆာကီရဲ့လူတိုက်ခိုက်လို့နေခဲ့ပြီးတော့အယူတိုက်ကွက်တင်နဲ့လာလုံနေတာမဟုတ်လို့ကိုယ့်ကိုအဟောက်ကြီးထင်မနေနဲ့လို့ဆိုကဆာဆာကီက Triceratops ပုံစံကိုပြောင်းလဲလိုက်ပါတော့။အင်အားရှိဆုံးသားကောင်းကိုစမ်းသပ်ချင်တာတခုရှိရနဲ့အတော်ဘဲလို့ဖရန်ကီကပြောလိုက်ပြီးနှစ်ယောက်သားကစတင်တိုက်ခိုက်ကြပါတော့။တဖက်မှာလည်းအော်ဂျီတို့ကဒေါ်လာကြီးနဲ့နာမည်ကိုတပ်ပစ်မယ်လို့ကြိန်းနေခဲ့ပြီးတော့ဟီဟီမာရူလည်းဒဏ်ရာအတော်လေးရနိုင်ခဲ့ပါတယ်။ဒါမဲ့ချာမာလေးက3မိနစ်လောက်အချိန်ဆွဲထားပြီးပိုပြောခဲ့တာမဟုတ်လို့အစွမ်းကုန်ပြန်ထားပြီးတိုက်ခိုက်ဖို့လုပ်ပါတော့။ တဖက်ကနာမီကလည်းအချိန်ကိုကြည့်ရင်၃မိနစ်ပြည့်သွားပြီမလို့သူအစင်ပြပြနဲ့ပြေးနိုင်ပါမလားလို့ပြောနေခဲ့ပြီထမလေးကလည်းဟီမာရီကိုစိတ်ပူနေပါတော့ဟေးဟီမာရီတယောက်လည်းဒဏ်ရာတွင်နဲ့အတော်လေးခံထားရပြီးလဲကျလို့နေခဲ့ပါပြီသားမြင့်တူလောင်ကန်အစာဦးအတွင်းကိုလည်းရမတုတ်ကမမိုတို့ကိုခေါ်လာပြီးကျွန်းကထွက်ပြေးဖို့ဖြစ်နိုင်တယ်မလို့ဒီမှာခဏလောက်ပုန်းနေဖို့ပြောလိုက်ပါရှင်နဘူးကသူ့ရဲ့ရှက်စရာကောင်းတဲ့ပုံစံကြောင့်တောင်းပန်နေတဲ့အခါမမိုးလဲသူ့ရှင်နဘူးကြောင့်အသက်ရှင်နေရတာမလို့ခဏလောက်တော့နားနေဖို့ပြောလိုက်ပါရဲ့။ရှမတုကလည်းသူ့ကိုအဖေဒါမှမဟုတ်အိုဒန်လို့တာခေါ်ဖို့မမိုးကိုလည်းပြောနေခဲ့ပါရဲ့။ မမုတ်ကဒီနဂါးယုတ်ထုကဘာလဲလို့မေးတော့အရင်ကကျုံးဝင်ပေါက်မှရှိပေမဲ့တငယ်ချင်းကဖျက်ဆီးပြလိုက်တာမလို့စွန့်ပစ်ခံလိုက်ရတာလို့ရှာမတော်ကဆိုပါရဲ့သူကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကငါ့ဖေကိုတတ်ဖို့ဒီနေရာကိုလာခဲ့တဲ့ ace လို့ရှာမတော်ကချက်ပြောလိုက်ပါရဲ့ရဲတပ်ရဲ့တတရအချက်မှလည်းစံကြီးကထွက်ပြေးနေရမယ်မာဗီယာကထိမ့်ချုပ်နေခဲ့ပါရဲ့မာဗီယာကသူ့ကိုခုနကချစ်တယ်လို့ပြောခဲ့တာမလို့ဒီမှာပဲနေဖို့ပြောလိုက်ပါရဲ့ဘဲကိုပဲကြည့်ကြည့်မိမလွေကြီးပဲမလို့စံကြီးလည်းဘာလို့ရောက်ရမှမသိဖြစ်နေခဲ့ရပါဘီ ရဲတိုက်စတုတ်ထတက်မှလဲလူဖီကသူ့လက်မှဝင်ရှုပ်တဲ့သူမှန်တမ်းများကိုတိုက်ခိုက်လို့နေခဲ့ပါတယ်။တိုဘီရဘူအဖွဲ့ဝင်ဖြစ်တဲ့ Who is Who ဟာ Cut Cut Few Asian Tiger Saber Tooth Tiger မော်တယ်ပါ။ဟူကသူ့ရဲ့အဖွဲ့သားတွေကိုအနိုင်ကျင့်တာရှက်တန့်လိုက်ဖို့ပြောနေပြီးတော့ဂျင်ဘဲကိုလည်းဝါလို့ဖြစ်တော့ကမြင်ဘူးရလို့ဆိုပါတယ်။လူတယောက်ရဲ့နေရာဟာအမြဲပြောင်းလဲနေတတ်ပြီးတော့ငါကမင်းရဲ့နားမှာရှိနေခဲ့လို့တယ်လို့ဟူကပြောတဲ့အခါဂျင်ဘဲလည်းမင်းကဘသူလဲလို့ပြန်ပြီးလိုက်ပါတယ်။ တဖက်ကတားမြစ်တူလောင်ဂမ်းမာလေရမတုကရှီနိုဘုကိုစေးထက်ပေးရှင်ရှိနေတဲ့အခါဘာဖြစ်လို့ရှိရလဲလို့မမိုကမေးလိုက်ပါရဲ့ဒီလိုစေးထက်ပေးနေတော့ S ကိုပေးတဲ့ဒဏ်ရာကိုအမှတ်ရသွားခဲ့လို့ရမတုကဆိုပါရဲ့တိုက်ပွဲမှာရှုံးသွားခဲ့ပေမဲ့နိုင်နာရှုံးတာအထူးကမဟုတ်ပဲဘလို့အသက်ရှင်ရမလဲဆိုတာကိုတင်ပြပေးခဲ့တာပဲလို့ရမတုကချက်ပြောလိုက်ပါရဲ့ is တို့တွေ Onega Shima ကိုဝင်လာတုန်းက Yamato နဲ့တက်တက်တိုးခဲ့ပြီး is ကတော့ Kaino အပြင်ဘသူနဲ့မှကိစ္စမရှိဘူးလို့ဆိုက Yamato ကိုတွန်းထုတ်ခဲ့ပါတယ်။အဖွဲသားတွေကိုကလေးတွေကိုသွားရှာဖို့ပြောနေတုန်း Yamato ကလည်းထပ်ပြီးတက်ခိုက်တာမလို့ is လည်း Yamato ရဲ့နာမည်ကိုမေးလိုက်ပါတယ်။ Yamato က is ကိုအရင်ဖြေဖို့ပြောတော့ is လည်းသူ့နာမည်ကိုပြောပြက Kaino ရဲ့ခေါင်းကိုရှူဖို့လာခဲ့ရလို့ဆိုပါတယ်။ is ရဲ့အဖွဲသားတွေကလည်းကလေးတွေကိုကယ်ထုတ်လို့နေခဲ့ပါတယ်။ ကလေးတွေကိုကဲတင်နိုင်ကြမယ်ခိုင်းထိုးတော့မတွေ့ချောင်းအဖွဲသားတွေကပြောတဲ့အခါရှမတို့လည်းသူ့ဖေတို့ကခྱི་ထွက်နေတာမဟုတ်လို့ဒီမှာယာသူကြီးတယောက်တောင်မရှိဘူးလို့ပြောလိုက်ပါအဖေဆိုတော့ခိုင်းထိုးရဲ့သမီးလားလို့အဖွဲသားတယောက်ကမေးတော့ရှမတို့လည်းသူ့ရဲ့နာမည်ကိုပြန်ပြောလိုက်ပြီးနောက်အဲ့လောက်အချိန်ပိုနေရင်ကလေးတွေကိုမိသားစုစီကိုသာပြန်ပို့လိုက်ဖို့ပြောလိုက်ပါအဲ့လိုလှုပ်ပေးလိုက်လို့ရှားရိတ်လာလို့အစ်ကမေးတော့ရှမတို့လည်းသူကဒီကျုံးကိုကာကွယ်စရာဘာအကြောင်းမှလည်းမရှိလို့ကလေးတွေကိုပြန်ပေးဆွဲတာတွေကိုလည်းသူကိုယ်တိုင်လည်းမုန်းတယ်လို့ဆိုပါရဲ့အစ်ကရှမတို့ရဲ့လက်ထိတ်ကိုလည်းမြင်လိုက်ရပါရဲ့ တို့နဲ့ပဲကလေးတွေကိုဝါနဂိုလိုက်ဖို့ပေးဖို့အစ်ကအဖွဲ့သားတွေကိုပြောလိုက်ပြီးဒီလိုအင်အားကြီးတဲ့သူကကပတိန်မဟုတ်ဘူးဆိုတာလေလက်မခံနိုင်လို့ကိုတိုင်အဆုံးသတ်ပေးမယ်လို့အစ်ကဆိုပိုင်းရမတုကသူလည်းပြင်းနေတာနဲ့အတော်ပဲလို့ဆိုကစပြီးတော့တိုက်ခိုက်ကြပါတော့ရဲ့ဒီလောက်ထိအင်အားကြီးတဲ့သူကဘာလို့ပင်လယ်တဲကိုမထွက်ရတာလဲလို့အစ်ကမေးတော့ရမတုလည်းသူထွက်ချင်ရင်တော့မှသူမထွက်နိုင်ဘူးလို့ပြောပြလိုက်ပါသာဝေအားလုံးကအဖေရဲ့အမအဲ့လိုလူကငါအဖေထဲလာဆိုပြီးရမတုကပြောတော့အစ်လေဒေါတာရေထွက်လာပြီးတော့မိဘဆိုတဲ့အရာကကိုရွေးချယ်လို့မရဘူးလို့အော်ပြောလိုက်ပါရဲ့ ရှမတုကသူအရာတွေကိုလည်းနားလည်ပြီးတော့အဲ့ဒီလူကအဖေဖြစ်နေတဲ့၍ငါမှလွတ်လပ်မှုဆိုတာလည်းရှိတာနိုင်ဥပ္ပါမဟုတ်ဘူးလို့ဆိုပါရဲ့ဒီကျွန်းမှာချုံနောက်ခံထားရပြီးတော့တလန်းထွက်မိရင်ပောက်ကွဲတဲ့လက်ထိတ်ကိုလည်းဝတ်ဆင်ပေးထားတာမလို့ရှမတုကသူတတလုံးဒီကျွန်းမှာနေုံကလွယ်ပြီးအခြားရွေးချယ်စရာမရှိတာအဲ့ဒီလူစီမှာမွေးဖွားလာခဲ့တာကြောင့်ပဲလို့ထပ်ပြောလိုက်ပါရဲ့အဖေကိုမုန်းတာလက်ထိတ်အရာတွေချက်ဘာလို့နှလုံးသားကိုပါပိတ်လောင်တရရလဲလို့အစ်ကမေးလိုက်ပါရဲ့မင်းရဲ့အင်အားတွေကအဖေကိုကာဝယ်ဖို့လားဒါမှမဟုတ်ငါ့လိုလူမျိုးကိုတိုက်ခိုက်ဖို့လားတခုမှမဟုတ်ပဲကို့အတွက်ကို့ကိုယ်တိုင် ဲမလို့မင်းတကယ်လှုပ်ချင်နေတဲ့အရာကဘာလဲလို့ is ကချက်မိလိုက်ပါအဖေကမင်းရဲ့နှလုံးသားရဲ့နတ်နေတဲ့နေရာမှာအမြဲတမ်းချုံနောက်ခံထားနေရတယ်မှလားလို့ is ကပြောတော့ရှာမာသူလည်းသူ့နှလုံးသားထဲမှာရှိနေတဲ့အိုဒန်ကိုပဲမြင်ရောက်လာခဲ့ပါတယ်ဒါကြောင့်မဲ့တကားဝင်ပေါ်မှာရှိတဲ့ငကားရုပ်တို့ကိုရှာမာတို့ကသူကိုယ်တိုင်ပဲဖျက်ဆီးလိုက်ပါတော့။ငါကပဲငါကုငါငါကိုယ်တိုင်ချီနှောင်နေတာလက်ခံနေဆိုရင်မဲ့ရှာမာတို့ကသူဟာမလွတ်နိုင်ဘဲနဲ့ခိုင်တူရဲ့သား ပေါက်ကွဲမဲ့လက်ထိပ်ပိတ်လောင်နေတဲ့အိမ်မက်ဒီကျွန်းကြီးပါပဲနေရတော့မယ်ဆိုပြီးအားလုံးကိုအဖိအပြစ်ပဲလို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့အခုကတော့မျက်လုံးတွေပွင့်သွားပြီမဟုတ်လို့ရမတုကသူ့လက်ပင်လက်ကိုထွက်ပြီးအိုဒန်လိုမျိုးလိုလက်နေချင်းနဲ့စွန်စားကန်းတွေကိုလည်းထွက်ချင်းနဲ့လို့မျက်ရည်စားရင်းနဲ့ is ကိုပြလိုက်ပါတယ်။ is ကလည်းငကားရုပ်ထုကိုထပ်ဖြက်စီးပေးလိုက်ပြီးတော့အဲ့ဒါနဲ့တင်ရှာတာမလို့တွေ့ဝင်နေတာတွေ့ပျောက်ကွယ်သွားတယ်မလားလို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားခင်မင်သွားကြပြီးတော့ရာမာတုက AC ရဲ့စွန်စားမှုတွေကဘာကြီးအကြောင်းဘလို့အရာပဲဖြစ်ဖြစ်ပြောပြပေးဖို့တောင်းဆိုလိုက်ပါတယ်။အတော်လေးကြာမှာမလို့ပြင်ဆင်ထားဖို့ AC ကပြောပြီးလူဗီအကြောင်းကိုစပြောပြပါတော့ရဲ့။ is ပြောတဲ့အရာတွေထဲမှာလူဖီအကြောင်းကမပါမဖြစ်ဖြစ်နေလို့ရှာမတူလဲအဲ့ဒီကောင်လေးအကြောင်းကဘယ်နှကြိမ်လောက်ပါနေအောင်မလဲလို့ပြောရင်းရှီမောနေကြပါတော့ ထရီကိုမမိုးကိုလည်းရမတုတ်ကပြန်ပြောပြလိုက်ပြီးတော့ဝါနိုတိုင်းမျိုးကိုကယ်တင်ခဲ့တဲ့ပင်တယ်များရဲ့ရှိခဲ့ဘူးတာလာလို့မမိုးကလည်းဆိုပါရဲ့ဒီငကားရုပ်ကိုရမတုတ်ကသူ့အရှင်ဆုံးဖျက်ဆီးခဲ့တာဆိုပေမဲ့အေးစ်ကတော့ဂျာဟာသူ့နောက်တစ်ခါလာအောင်မယ်ဆိုတာကိုခိုင်တော့ကိုအတိပေးမှုပဲလို့ပြောခဲ့ပါရဲ့အဖေကဒါကိုဒေါ်လာထွက်သွားပင်မဲ့နောက်ဆုံးမှတော့အေးစ်ကိုလည်းမတွေ့ခဲ့ဘူးလို့ရမတုတ်ကဆိုပါရဲ့ အဖေဆိုတာဘာလဲလို့မမို့ကမေးတော့ရှာမတူလဲခိုင်တို့ကသူ့အဖေလို့ရှင်းပြလိုက်တော့နှစ်ယောက်သားလဲအရန်လန့်နေကြပါတော့ဟင်အလောက်ကြီးထီရောမလန့်ကြပဲရှာမတူကသူ့လဲသူ့အဖေခိုင်တို့ကိုမုံလို့သူ့ကိုသူအိုတန်လို့ပြောခဲ့ကြောင်ပြောလိုက်ပါဝါတော့တိုင်းပြည်ကိုကဲတင်မို့လောက်ခဲ့တဲ့ပေတရများကအခုပမာလဲလို့မမို့ကမေးတော့ is ဟာလွန်ခဲ့တဲ့နှစ်နှစ်ကတည်းကစုံသွားကြောင်ရှာမတူကပြောပြလိုက်ပါ တဖက်မှာလည်းချာမာလေးနဲ့ ace ကအတိတွေဆိုတာကိုနာမီလည်းတည်သွားခဲ့ပြီးတော့လူဗီရဲ့အရှိမတွေ ace ကတည်သွားခဲ့ရတာမလို့လူဗီလည်းအတော်လေးခံစားခဲ့ရတဲ့အကြောင်းနာမီကပြောပြလိုက်ပါရှာမတုကသူဟာ ace ရဲ့ညီလေးဆိုတဲ့အဲ့ဒီကောင်လေးကိုစောင့်ဆိုင်နေကြတာဖြစ်ပြီးတော့ ace ရဲ့စန္ဒာကိုလက်ဆင့်ကမ်းပေးခဲ့တဲ့ Strohat Luffy လို့ဆိုပါတယ်။ဂျာလီကတော့ One Piece အပိုင်း260ဖြစ်ပြီးတော့အပိုင်း261ကိုစတင်မိနိုင်မှုအတွက် like လေးတစ်ယောက်ချက်စီနှိပ်ပြီးတော့ comment နဲ့ကြောက်တော့မှမိခဲ့ကြပါအောင်။ channel လေးနဲ့ subscribe လေးမလောက်ရနေလို့ပြီးသွားခဲ့ကြပါအောင်။ကျေးဇူးများတဲ့မှာကျွန်တော်ကတော့ဆက်မှတ်ပါ